Hello everyone this is Shuo English English Channel အားလုံးပဲတွေ့ရတာဝမ်းသာပါတယ်။ကျမတို့ဒီနေ့ဒီဗီဒီယိုလေးထဲမှာမျှဝေပေးမယ့်အကြောင်းအရာကတော့ English for Beginners ဖြစ်ပါတယ်။100 useful sentences ကိုလေ့လာမှာဖြစ်ပါတယ်။ကျမတို့ English လေ့လာနေတဲ့ beginner တွေအတွက်ကိုတကယ်ကိုအသုံးအဝင်ဆုံးနဲ့တကယ် useful အဖြစ်ဆုံးစာကြောင်းအကြောင်းတရားကိုလေ့လာမှာဖြစ်ပါတယ်။ပထမဆုံးတစ်ချောင်းက I go to school အတိတ်ပဲကတော့ငါကျောင်းသွားတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။နောက်တစ်ချောင်းကိုချက်ပြီးတော့ကြည့်ပါမယ်။ I go to work အတိတ်ပဲကတော့ငါအလုပ်ကိုသွားတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုက I like my teacher အတိတ်ပဲကတော့ငါ့ရဲ့ဆရာမကိုငါသဘောကျတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုက I like my job အတိတ်ပဲကတော့ငါ့ရဲ့အလုပ်ကိုငါသဘောကျတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ I am learning English အတိတ်ပဲကတော့ငါအင်္ဂလိပ်စာလေ့လာနေတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ I am studying now အတိပယ်ကတော့ငါအခုလေ့လာနေတယ်ဆိုတဲ့အတိပယ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ please open the book အတိပယ်ကတော့စာအုပ်ကိုဖွင့်ပြပါ။ကျေးဇူးပြု၍စာအုပ်ကိုဖွင့်ပြပါဆိုတဲ့အတိပယ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ please close the book အတိပယ်ကတော့ကျေးဇူးပြုပြီးတော့စာအုပ်ကိုပိတ်ပါဆိုတဲ့အတိပယ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ sit down please အတိပယ်ကတော့ကျေးဇူးပြုပြီးထိုင်ပြီးပါလို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ stand up please အတိတ်ပဲကတော့ကျေးဇူးပြုပြီးမတည့်ရပြပါလို့ပြောချင်တာဖြစ်ပါတယ် I am sick အတိတ်ပဲကတော့ငါနေမကောင်းဘူးလို့ပြောချင်တာဖြစ်ပါတယ် I feel pain ဒါကတော့အတိတ်ပဲကငါနာကျင်မှုကိုခံစားနေရတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ I need a doctor အတိတ်ပဲကတော့ငါဆရာဝန်လိုအပ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် ောက်တစ်ခုက call an ambulance အတေဘေကတော့လူနာတင်ရင် ambulance ကိုခေါ်ပေးပါလို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ I have a headache အတေဘေကတော့ငါခေါင်းကိုက်တယ်လို့ပြောချင်တာဖြစ်တယ်ပေါ့နော်။ခေါင်းကိုက်ခြင်းငါစီမှာရှိနေတယ်လို့ပြောလိုက်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ I have a fever အတေဘေကတော့ငါမှာအဖျားရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ be careful အတေဘေကတော့ကျေးဇူးပြုပြီးတော့ ခေယူဆိုင်ပါဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုကတော့ don't run အတိပေကတော့မပြေးပါနဲ့လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုက wash your hands နေရလက်ကိုစီးပါဆိုတဲ့အတိပေဖြစ်ပါတယ်။နောက်တစ်ခုကတော့ wear a mask အတိပေကတော့ mask ကိုဝတ်ထားပါလို့ပြောချင်တာဖြစ်ပါတယ်။ this my mother အတိပေကတော့ဒါကငါရဲ့အမေလို့ပြောချင်တာဖြစ်ပါတယ်။ this is my father အတိပေကတော့ ဒါကငါရဲ့အဖေဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုက I have a brother အတိပဲကတော့ငါမှာအကိုရှိတယ်ဆိုရယ်အတိပဲဖြစ်ပါတယ်။ဒီနေရာမှာအကိုလည်းဖြစ်နိုင်တယ်၊မောင်လည်းဖြစ်နိုင်တယ်၊ညီလည်းဖြစ်နိုင်တယ်ပေါ့နော်။ brother လို့ပြောလို့ရပါတယ်။နောက်တစ်ခုကတော့ I have a sister ဒါကတော့ငါမှာအမရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်။အမလည်းဖြစ်နိုင်တယ်၊ညီမလည်းဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကတော့ I like my family ဒါကတော့ငါရဲ့မိသားစုကိုငါသဘောကျတယ်လို့ပြောချင်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ this is my friend ဒါကငါရဲ့တငယ်ချင်းဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ my friend is kind အတိပေကတော့ငါရဲ့တငယ်ချင်းကကျင်နာတတ်တယ်လို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုက i love my family အတိပေကတော့ငါရဲ့မိသားစုကိုငါချစ်ပါတယ်ဆိုရယ်အတိပေဖြစ်ပါတယ်နောက်တစ်ခုက i love my friend အတိပေကတော့ငါရဲ့တငယ်ချင်းကိုငါချစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ my family is big အတိတ်ပဲကငါရဲ့မိသားစုကကြီးတယ်လို့ပြောချင်တာဖြစ်ပါတယ်အတိတ်ပဲကတော့မိသားစုများတယ်လို့ပြောချင်တာဖြစ်တယ်ပေါ့နော်မိသားစုမှာညီကိုမောင်နှမများတယ်လို့ပြောချင်တာဖြစ်ပါတယ် what time is it အတိတ်ပဲကတော့အချိန်ဘယ်လောက်ရှိပြီလဲလို့ပြောချင်တာဖြစ်ပါတယ်ဘယ်နှစ်နာရီလဲလို့မေးတာဖြစ်ပါတယ်နောက်တစ်ခုက it is 7 o'clock အတိတ်ပဲကတော့အခုက9နာရီထိုးပါပြီလို့ပြောချင်တာဖြစ်ပါတယ် နောက်တစ်ခုက today is monday အတိပေကတော့ဒီနေ့ကတနင်္လာနေ့ဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ် tomorrow is tuesday အတိပေကတော့မနက်ဖြန်ကအင်္ဂါနေ့ဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ် yesterday was sunday အတိပေကတော့မနေ့ကတနင်္ဂနွေနေ့ဖြစ်ခဲ့ပါတယ်လို့ပြောချင်တာဖြစ်ပါတယ် what day is it today အတိပေကတော့ဒီနေ့ကဘာနေ့လဲလို့ပြောချင်တာဖြစ်ပါတယ် နောက်တစ်ခုက I am late အသေးပေကတော့ငါနောက်ကျနေတယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုက I am early အသေးပေကတော့ငါ sorry လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုက see you tomorrow အသေးပေကတော့မနက်ဖြန်တွေ့မယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုက see you next week အသေးပေကတော့နောက်အပတ်မှာတွေ့ပါမယ်လို့ပြောချင်တာဖြစ်ပါတယ်။ Where is the market? အတိပဲကတော့ဈေးကဘယ်နားမှာလဲလို့မေးချင်တာဖြစ်ပါတယ်။ Where is the station? အတိပဲကတော့ပူရာယုံကဘယ်နားမှာလဲလို့မေးချင်တာဖြစ်ပါတယ်။ Go straight အတိပဲကတော့တည်တည်သွားပါလို့ပြောချင်တာဖြစ်ပါတယ်။ Turn left အတိပဲကတော့ဘယ်ဘက်ကိုခွေးပါလို့ပြောချင်တာဖြစ်ပါတယ်။ Turn right အတိပဲကတော့ညာဘက်ကိုခွေးပါလို့ပြောချင်တာဖြစ်ပါတယ်။ Stop here please အတိပဲကတော့ဒီမှာရပ်ပါကျေးဇူးပြုပြီးတော့ဒီနားမှာရပ်ပြီးပါလို့ပြောချင်တာဖြစ်ပါတယ်။ I am lost အတိပဲကတော့ငါလမ်းပြောင်းနေပြီလို့ပြောချင်တာဖြစ်ပါတယ်။ Can you help me find ကွာလာပေါ့နော်ဒါကတော့တခုခုကိုရှာခိုင်းချင်တာဖြစ်ပါတယ်ပေါ့နော်ရှာဖို့အတွက်ကိုအခုညီတောင်းချင်တာဖြစ်ပါတယ် Can you help me find ကွာလာကွာလာနေရာမှာကိုရှာခိုင်းချင်တဲ့အရာတခုကိုပြောလို့ရပါတယ်နေရာလည်းပြောလို့ရတယ်ပေါ့နော်ဥပမာအဖြစ် City Mart သွားမယ်ဆိုရင် Can you help me find City Mart ဒီလိုမျိုးလေးပြောလို့ရပါတယ်ဒါမှမဟုတ်လို့ရှင် Museum ဆိုရင်လည်း Can you help me find Museum ဒီလိုမျိုးလေးပြောလို့ရပါတယ်နောက်တစ်ခုက How far is it အတိတ်ဘေးကတော့ ဲ့ဒါကဘလောက်ဝေးလဲဆိုပြီးမေးချင်တာဖြစ်ပါတယ်နောက်တစ်ခုက is it near အတိတ်ဘယ်ကတော့အဲ့ဒါကနီးလားဆိုပြီးတော့မေးချင်တာဖြစ်ပါတယ် how much is this အတိတ်ဘယ်ကတော့ဒါကဈေးဘလောက်လဲဆိုပြီးတော့မေးချင်တာဖြစ်ပါတယ် I want this အတိတ်ဘယ်ကတော့ငါဒါကိုလိုချင်တယ်လို့ပြောချင်တာဖြစ်ပါတယ်။ I don't want this ငါဒါကိုမလိုချင်ဘူးလို့ပြောတာဖြစ်ပါတယ်။ Can I pay by card အတိတ်ဘယ်ကတော့ငါကတ်နဲ့ပေးလို့ရလားဆိုတဲ့အတိတ်ဘယ်ဖြစ်ပါတယ်။ Can I pay by cash? အသေးပေကတော့ငါငွေသားနဲ့ပေးလို့ရလားဆိုပြီးတော့မေးတာဖြစ်ပါတယ်။နောက်တစ်ခုက I am hungry. အသေးပေကတော့ငါပိုက်စားတယ်လို့ပြောချင်တာဖြစ်ပါတယ်။ I am thirsty. အသေးပေကတော့ငါရေစားတယ်လို့ပြောချင်တာဖြစ်ပါတယ်။ I want water. အသေးပေကတော့ငါရေလူချင်တယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုက I want tea. အသေးပေကတော့ငါလဖေးရေလူချင်တယ်လို့ပြောချင်တာဖြစ်ပါတယ်။ နောက်တစ်ခုက I want rice အဓိပ္ပာယ်ကတော့ငါထမင်းလိုချင်တယ်လို့ပြောချင်တာဖြစ်ပါတယ် Can you help me အဓိပ္ပာယ်ကတော့နင်ကကိုကူညီပေးလို့ရမလားဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ် Please help me အဓိပ္ပာယ်ကတော့ကျေးဇူးပြုပြီးတော့ငါ့ကိုကူညီပေးပါဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ် I don't understand အဓိပ္ပာယ်ကတော့ငါနားမလည်ဘူးလို့ပြောချင်တာဖြစ်ပါတယ် Can you say it again အဓိပ္ပာယ်ကတော့ နောက်တစ်ခေါက်လောက်ထပ်ပြီးတော့ပြောပြပါပြောပြလို့ရမလားဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုက please speak slowly အတိအပြေကတော့ကျေးဇူးပြုပြီးတော့ဖြည်းဖြည်းလေးပြောပြပါလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုက what does this mean အတိအပြေကတော့ဒါကဘာလို့ဆိုလိုတာလဲဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုက how do you say koala in english အဲ့ဒါကတော့ပြောချင်တာကအတိအပြေကဒီ koala ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲလို့မေးလိုက်တာဖြစ်ပါတယ် how do you say ကွက်လက် in english ဟိုမှာအဖြစ်မို့နော် how do you say this in english လဲပြောလို့ရတယ်ဒါဆိုဒါကို english လို့ဘယ်လိုပြောမလဲဟိုမှာအဖြစ်မြန်မာအချင်းချင်းတယောက်နဲ့တယောက်မိတယ် how do you say ပန်းသီး in english ဒါဆိုလို့ရှိရင်ပန်းသီးကို english လို့ဘယ်လိုပြောလဲဆိုပြီးမေးလိုက်တာဖြစ်ပါတယ်ဒီလိုလေးမေးလို့ရပါတယ်နောက်တစ်တစ်ခုက can you show me အတိတ်ဘက်ကတော့ငါ့ကိုပြလို့ရမလားဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ် နောက်တစ်ခုကတော့ where is the toilet အတိပေးကတော့အိမ်သာဘယ်နားမှာလဲလို့မေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုက where is the bus stop အတိပေးကတော့ကားမတိုင်းဘယ်နားမှာလဲလို့မေးလိုက်တာဖြစ်ပါတယ် how are you today အတိပေးကတော့နေဒီနေ့အချိန်နေဘယ်လိုရှိလဲလို့မေးလိုက်တာဖြစ်ပါတယ် i am happy ငါပျော်တယ်ဆိုတဲ့အတိပေးဖြစ်ပါတယ် i am tired အတိပေးကတော့ငါပင်ပန်းတယ်လို့ပြောချင်တာဖြစ်ပါတယ် i am hungry ငါပိုက်စားတယ်လို့ပြောချင်တာဖြစ်ပါတယ် i am thirsty ငါရေးတောက်ချင်တယ်လို့ပြောချင်တာဖြစ်တယ်ဗောနော်ငါရေးစားတယ်လို့ပြောလိုက်တာဖြစ်ပါတယ် what are you doing အတိပဲကတော့အခုဘာလုပ်နေလဲဆိုပြီးတော့မေးချင်တာဖြစ်ပါတယ်မင်းဘာလုပ်နေလဲဆိုပြီးမေးလိုက်တဲ့သဘောဖြစ်ပါတယ် i am working ငါအလုပ်လုပ်နေတယ်လို့ပြောလိုက်တာဖြစ်ပါတယ် i am studying အတိပဲကတော့ငါစားလုံနေတယ်လို့ပြောလိုက်တာဖြစ်ပါတယ် I am cooking အတိတ်ပဲကတော့ငါဟင်းချက်နေတယ်လို့ပြောလိုက်တာဖြစ်ပါတယ် I am watching TV အတိတ်ပဲကတော့ငါ TV ကြည့်နေတယ်လို့ပြောလိုက်တာဖြစ်ပါတယ် I am tired today အတိတ်ပဲကတော့ငါဒီနေ့ပြင်ပန်းတယ်လို့ပြောချင်တာဖြစ်ပါတယ် I am happy now အတိတ်ပဲကတော့ငါဒီနေ့ပြောရဲလို့ပြောချင်တာဖြစ်ပါတယ် I like this food အတိတ်ပဲကတော့ငါဒီအစားအသောက်ကိုကြိုက်တယ်လို့ပြောချင်တာဖြစ်ပါတယ် I don't like this drink အတိတ်ပဲကတော့ငါဒီတောက်စရာကိုမကြိုက်ဘူးလို့ပြောချင်တာဖြစ်ပါတယ် Can I sit here အတိတ်ပဲကတော့ငါဒီမှာထိုင်လို့ရမလားလို့ပြောချင်တာဖြစ်ပါတယ် ောက်တစ်ခုက please wait a moment အတိတ်ပဲကတော့ခဏလောက်စောင့်ပြီးပါလို့ပြောချင်တာဖြစ်ပါတယ် I am going home အတိတ်ပဲကတော့ငါအိမ်ကိုသွားနေပါပြီလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုက I am going to school အတိတ်ပဲကတော့ငါကျောင်းကိုသွားနေပြီလို့ပြောချင်တာဖြစ်ပါတယ်သွားနေပါတယ်လို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုက I am going to work အတိတ်ပဲကတော့ငါအလုပ်ကိုသွားနေပြီလို့ပြောချင်တာဖြစ်ပါတယ် I am busy now အတိပ္ပယ်ကတော့ငါအခုပင်ပန်းနေတယ် sorry ငါအခုအလုပ်ရှုပ်နေတယ်အလုပ်များနေတယ်လို့ပြောချင်တာဖြစ်ပါတယ် Can I ask a question အတိပ္ပယ်ကတော့ငါမေးခွန်းတစ်ခုလောက်မေးလို့ရနိုင်မလားလို့မေးချင်တာဖြစ်ပါတယ် What is your phone number အတိပ္ပယ်ကတော့နေရင်ဖုန်းနံပါတ်ကဘယ်လောက်လဲဆိုပြီးတော့မေးတာဖြစ်ပါတယ် Can I borrow this အတိတ်ပဲကတော့ငါဒါလေးကိုငားလို့ရမလားလို့မေးချင်တာဖြစ်ပါတယ်။ I'm sorry ငါတောင်းပန်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်။ ောက်တစ်ခုက excuse me ကျေးဇူးပြုရေးတစိမ့်လောက်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ I don't know ငါမသိဘူးလို့ပြောလိုက်တာဖြစ်ပါတယ် please write it down အဓိပ္ပာယ်ကတော့ကျေးဇူးပြုပြီးတော့ခြာရေးပေးပါလို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုက please repeat it အဓိပ္ပာယ်ကတော့နောက်တစ်ခါထပ်ပြီးတော့ပြောပေးပါလို့ပြောချင်တာဖြစ်ပါတယ် I understand အဓိပ္ပာယ်ကတော့ငါနားလည်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ် I don't understand အဓိပ္ပာယ်ကတော့ငါနားမလည်ဘူးလို့ပြောချင်တာဖြစ်ပါတယ်